စစ်ကောင်စီတပ်ပြန်လဲထိန်းချုပ်ထားတဲ့ဒီဘုံမျိုးမှာတအောင်တနဲ့ဆက်စပ်မှုရှိတယ်ဆိုတဲ့ဆွဆွဲချက်နဲ့တိတခဲ9ဦးကိုစစ်ကောင်စီတပ်ကထပ်မံဖမ်းဆီးတယ်လို့ဒီဖြစ်စဉ်ကိုတရှိတူတူကရှုဖြမျိုးပြောပါတယ်။ဒီဘုံမျိုးနဲ့ဆန်ဖက်ရွာနဲ့မြို့ပေါ်ရှိရက်ွက်တချို့ကတိတခဲအမျိုးသား၄ဦးနဲ့အမျိုးသမီး2ဦးတို့ကထပ်မံဖမ်းဆီးခံရရပဲဖြစ်ပါတယ်။ဖမ်းဆီးခံရတဲ့အမျိုးသမီးဟာအသက်23နှစ်အရွယ်ရင်အေးဆိုသူဖြစ်ပြီးတော့ ဖမ်းဆီးခံရတဲ့အမျိုးသား၄ဦးထဲမှာတော့အတက်82နှစ်အရွယ်ဖိုးအိုတဦးလည်းပါဝင်တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ဟာတော်လရင်အင်အားစုတွေကိုကိုညီထောက်ပံ့နေဆိုတဲ့ဆွဆွဲချက်နဲ့၎င်းတို့ပြန်လည်ထိန်းချုပ်ထားတဲ့ကြောက်မဲနဲ့ဒီဘောမျိုးကဒေသခံတွေကိုနှိမ့်စင်ဆက်တိုက်ဖမ်းဆီးစစ်ဆေးနေတာပဲဖြစ်ပါတယ်။တပြင်းတအောင်တအမှတ်သားဖြစ်တဲ့သစိအလံတအောင်ထီလက်မှတ်တပ်ပုံစားတဲ့ပစ္စည်းတွေကိုတွေးရှိရင်လဲ တောင်တနဆက်ဆက်တယ်ဆိုပြီးတော့စစ်ကောင်စီတပ်ကလက်လံဖမ်းဆီးစစ်ဆေးနေရဖြစ်ပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာ23ရက်မှာလဲကြောက်မဲမြို့နယ်မြေသုံးထဲမှာနေထိုင်တဲ့အသက်50ဝန်းကျင်ရှိတဲ့အမျိုးသမီးတဦးကိုလဲစစ်ကောင်စီတပ်ကဖမ်းဆီးသွားခဲ့ပါတယ်